ကမ္ဘာအကြီးဆုံးလေရင်တင်စစ်သည်မောကြီးတွေဘလို့လဲပဲကြာကလေးတော့မဟုတ်တမ်မနီနေရာနေကြားကလှုပ်ဝက်ကဘာအမေရိကန်လေရင်တင်သင်္ဘောဒီစင်ဟာသမုဒ္ဒရာကိုဖျက်ဆန်းသွားလာနေတဲ့တမ်မန်သင်္ဘောဒီစင်မဟုတ်ပါဘူးဒီသင်္ဘောတွေကိုရွေလျားနေတဲ့စက်ကြဝဠာတစ်ခုလို့တင်စားထားကြတာပါဒီသင်္ဘောတွေကအမေရိကန်နိုင်ငံရဲ့ကြီးကျယ်ခမ်းနားမှုရဲ့သင်္ကေတတစ်ခုအဖြစ်နဲ့လည်းရပ်တည်နေတာဖြစ်ပါရင်တန်ချင်းသိမ်းတဲ့ချီတဲ့တမ်မနီသင်္ဘောပေါ်မှာနိုင်ပေါင်းတန်းတဲ့ချီတဲ့အင်ဂျင်နီယာပညာရှင်တွေရဲ့အုံနောက်စွမ်းအားတွေစူးစီးပြီး အမေရိကန်ကိုကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်ဆက်လက်တည်ရှိနေစေဖို့ဖန်တီးထားတာပါဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အရာအပေါ်မှာလူအများစုကလေရင်တွေအတန်ဆင်းလုံးနေတာကိုပဲမြင်မှုကြမှာပါဒါမှမဟုတ်အဆက်မပြတ်ကောင်းကင်ကိုစောင့်ကြည့်နေတဲ့ရေဒါတွေကိုပဲတွေ့မှုကြမှာပါဒီလိုအင်မတန်ကြီးမားတဲ့တံပိုးမျိုးကြီးရဲ့အတွင်းပိုင်းမှာဘာတွေဖြစ်နေမလဲဆိုတာကိုတော့သိပြီးစဉ်းစားမိမှာမဟုတ်ပါဘူးအဆင်ပြေဆုံးနည်းပညာတွေတော့လူသားတွေမရှိရင်တတ်ထုအစွေတက်တက်ဖြစ်သွားမှာပါဒီအသင်းဘောပေါ်မှာအဲ့လိုအရေးပါတဲ့လူတွေဘလို့နေထိုင်ကြလဲဘလို့အလုံးလုံးကြလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ် အမေရိကန်မှာလက်ရှိနျူကလ িয়ার စွမ်းအင်သုံးလေယာဉ်တင်သင်းပေါ်ဆက်လက်ဆင်းရှိပါတယ်။ကမ္ဘာပေါ်ကဘယ်နိုင်ငံမှမှဒီလိုအင်အားကိုရှင်နိုင်တဲ့အရာမရှိပါဘူး။ဒါအမေရိကန်တွေအတွက်အင်မတန်ဂုဏ်စရာကောင်းတဲ့အချက်တစ်ခုလည်းဖြစ်နေကြတာပါ။ကျွန်တော်တို့ရဲ့လေ့လာရေးခင်းစင်မှာအသေဆုံးဖြစ်တဲ့ USS Gerald R. Ford ကိုအဓိကထားသွားမှာပါ။ဂျန်နယ်သင်းပေါ်ရဲ့လေပတ်ပုံကလည်းဒီလိုလောက်ပါပဲ။လေယာဉ်တင်သင်းပေါ်ရဲ့အမှုလမ်းတိုင်းဟာဒီသင်းပေါ်ကြီးကောင်းကောင်းလေပတ်နိုင်မှုအရေးပါတဲ့အစီအပိုင်းတွေပါပဲ။ ။လေရင်တွေပြန်တမ်းမှုပြင်ဆင်ပေးနေတဲ့ပညာရှင်တွေကနေစလို့ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေခြာပေးနေတဲ့အရာရှိအဆုံးအလုံးကကုတ်တော်ဝင်တဲ့ကိုဖြစ်ကြပါရင်ဒီအသင်းဘောမှာဆိုရင်အမှုတန်း၄၅၀ကျော်ရှိပြီးလူတိုင်းကသူ့နေရာနဲ့သူအရေးပါနေတာပါ။ဘယ်စစ်အသင်းဘောမှာမဆိုအရင်ကြီးဆုံးပုဂ္ဂိုလ်ကတော့တင်းမောမှုပါပဲ။ဒါပေမဲ့လေရင်တင်တင်းမောမှာတော့တင်းမောမှု၂ယောက်ရှိပါရင်တယောက်ကတော့လေရင်တင်တင်းမောအုပ်စု CSC ရဲ့အကြီးအမှုပါ။ဒီအုပ်စုထဲမှာလေရင်တင်တင်းမောအပြင်ဖြတ်တင်းမော၃လေးစဉ်တိုက်တင်းမော၂စဉ်၃စဉ်ရင်းကုန်တင်းမော၁စဉ်အထောက်ပံ့တင်းမော၄ပါဝင်ပါရင် ဒီအခြေမှုဟာများသောအားဖြင့်ရေတက်ဗိုလ်ချုပ်ယာရုကိုရရှိထားပြီးရွှေရောင်ပခုံးတစ်စိမ့်မှာမွေးရောင်ကျန်နှလုံးနဲ့ခွဲခြားသိရှိနိုင်ပါတယ်။လက်ရှိရေတက်ဗိုလ်ချုပ် Eris Ellis ကတိုက်ခိုက်အုပ်စုကိုဦးဆောင်နေပါတယ်။ဒုတိယသင်္ဘောမှုကတော့လင်းတင်သင်္ဘောရဲ့ကပတိန်ဖြစ်တဲ့ Red Barchet ပါ။သူကတော့သူ့ရဲ့ uniform မှာရွှေရောင်ကျန်နှလုံးနဲ့ရွှေရောင်အစင်းလေးကိုကိုဝတ်ဆင်ထားပါတယ်။လင်းတင်သင်္ဘောကပတိန်အောက်မှာတော့သင်္ဘောပေါ်ကကိစ္စဝါကိုစီမံခန့်ခွဲတဲ့အလဲအလက်အရာရှိတွေရှိပါတယ်။ လေကြောင်းလုပ်ငန်းတွေအင်ဂျင်နီယာပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်းမှုတွေကနေလုံခြုံရေးအထိသူတို့ကတာဝန်ယူကြရတာပါသူတို့ရဲ့ယာရုတွေကတော့ရွှေရောင်ကျန်တစ်လုံးနဲ့ရွှေရောင်အစင်းတစ်ခုပါတဲ့ဒုဗိုလ်မှူးကြီးအစင်းကနေရွှေရောင်ကျန်တစ်လုံးနဲ့ရွှေရောင်အစင်းသုံးခုပါတဲ့ဗိုလ်မှူးကြီးအစင်းတွေရှိပါတယ်အလယ်နဲ့အရာရှိတွေရဲ့အောက်မှာတော့ဂျူနီယာအရာရှိတွေနဲ့စစ်သားမဟုတ်တဲ့အမှုန်တန်းတွေရှိပါတယ်သူတို့ကတော့လင်းတင်တင်မောကြီးကိုဆက်လက်လဲပတ်နေစေဖို့မေမတွက်နိုင်တဲ့လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နေကြတာပါ။လင်းတွေကိုဘေကင်းစွာဆင်းသက်နိုင်အောင်လှုံ့ဆော်ပေးတာ လေရင်တင်စင်နေနဲ့လေရင်ဖမ်းကိရိယာတွေကိုစီမံခန့်ခွဲတာဓာတ်လေကားတွေကိုလဲပတ်စီတာရေဒါတွေကိုထိမ့်သိမ်းတာပြင်တင်မော့ဘော်ကတခြားစနစ်ထောင်ပေါင်းများစွာကိုကြီးကြပ်တာတွေလှုပ်ဆောင်ကြပါတယ်။သူတို့ရဲ့စူပါလှုပ်ဆောင်မှုတွေကြောင့်ဒီအေယာမတံပိခွန့်ကြီးဟာဘယ်အချိန်မှမဆိုမရှင်နိုင်တဲ့အင်အားတစ်ခုဖြစ်လာတာပါ။ဒါပေမဲ့ဒီတနေရာထဲမှာလူပေါင်း4500ကစီးကျက်ညီညီဘလို့အလုံးလုံးနိုင်လဲဆိုတာကလည်းစဉ်းစားစရာကောင်းလာပါတယ်။အထက်ပေါင်းများစွာရှိတဲ့အဆောက်အုံတစ်ခုကိုပဲမြင်အောင်ကြည့်လိုက်ပါ။ ကျန်းမာရေးနိုင်တဲ့ဇင်းညံတိုင်းမှာအင်ဂျင်တွေရဲ့တုံခါမှုတွေနဲ့ပြင်းထန်နေပြီးနေရနေရဲ့အပြင်ဘက်မှာတော့အဆုံးမရှိတဲ့သမုဒ္ဒရာကြီးကိုပဲတွေ့ရမှာဖြစ်ပါတယ်။ဒါဟာလေရင်တင်သင်းမော့ဘော်ကပွားပါပဲ။အမှုတန်းတွေဟာဒီထဲမှာနေထိုင်ကြပြီးအချိန်တိုင်းမှာလည်းအားလုံးကိုအာရုံစူးစိုက်ထားရပါတယ်။အဲ့ဒါကတော့တိုက်ခိုက်ရေးအတွက်အမြဲအစင်သင့်ဖြစ်နေပေါ်ပါပဲ။နေထိုင်ရတဲ့အခန်းတွေကတော့ရာလုလိုက်ကွာချပါတယ်။အရာရှိတွေကတော့တီးတန့်အခန်းတွေမှာနေထိုင်ကြပြီးရေတပ်သားတွေကတော့လူလေးအောင်ဓမ္မမုတ်6ယောက်နဲ့အတူအခန်းချင်းလေးကိုမျှဝေသုံးဆွဲကြပါတယ်။ဒီလိုချင်းမြောင်းတဲ့နေရာတွေမှာတော့လက်မတိုင်းဂီယူတဆိုင်စီစဉ်ထားတာပါ။ ခေါက်သိမ်းလို့ရတဲ့အရာတွေကနေလာနေချီပြီးခီးထွက်တဲ့ကလိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုထည့်သိမ်းနိုင်တဲ့လောကရည်အထိပါဝင်ပါတယ်လာပေါင်းများစွာလူ၃ယောက်ဒါမှမဟုတ်၅ယောက်နဲ့အတူအခန်းချင်းလေးတစ်ခုကိုမျှဝေသုံးဆွဲရတာအဆင်မပြေဘူးလို့တင်ထင်ပါသလားစစ်မှုထမ်းခြင်းကလွယ်ကူတယ်လို့ဘယ်သူမှမပြောခဲ့ပါဘူးဒါဟာအခက်အခဲတွေကိုခံနိုင်ရင်ရှိတဲ့အကျန်းဆုံးသူတွေပဲတာဝန်ထမ်းဆိုင်နိုင်အောင်စစ်ထုတ်တဲ့စနစ်တစ်ခုလိုမှတ်ယူနိုင်ရင်အဆင်ပြေပါတယ် လေရင်တင်သင်မော်တွေကအချိန်တွေဟာပုံမှန်အတိုင်းမစည်းစင်းပါဘူးပုံမှန်၈နာရီအလုံးချိန်ဆိုတာဒီမှာမရှိပါဘူးအမှုတန်းတွေဟာ၁၂နာရီအစိုင်းနေတဲ့အလုံးလုံးကြပြီးတခုချင်းစီရဲ့အစားမှာလူရည်စင်းကောက်ယူခြင်းနဲ့မိကွန်းပြောခြင်းပါဝင်ပါတယ်အဲ့ဒါပြီးရင်တော့ကိုကိုတတ်မှတ်ပေးထားတဲ့အလုံးမှာပဲအချိန်ပြည့်အာယုံဆိုင်ရမှာပါနောက်ပြီးအချိန်ပြည့်စစ်စင်ရေးပေါ်လာနိုင်တဲ့ဆိုတဲ့ကိစ္စကိုလည်းအာယုံသွင်းထားရမှာဖြစ်ပါတယ်ဆိုဆိုတဲ့နေ့နေ့ကုန်းဘက်ကိုရိုက်ခတ်နေပြီးပူပြင်းတဲ့အိမ်စောမွေတွေနေထဲမှာလွင့်ပြန်နေတဲ့ဂျားတွေမှာ၆မိနစ်တိုင်းသင်းမော်တစ်စင်းကိုတက်ခိုင်းရတာလွယ်တယ်လို့တင်ထင်ပါကလား တင်အားအရင်များတဲ့မေရှင်အတွက်ပြင်ဆင်နေတဲ့နေမိုးတယောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်နေစဉ်လူရာနဲ့ချီကိုကျွေးမွေးနေတဲ့စပွန်မိုးတယောက်ပဲဖြစ်ဖြစ်တင်းရဲ့တနေ့တာဟာစောစီးစီးစတင်ပြီးနောက်ကျမှပြီးဆုံးပါရင်တင်မော့ဘော်ကအမှုရမ်းနေအောင်ဖြစ်နိုင်တဲ့အရေးပေါ်အခြေအနေတိုင်းအတွက်ပြင်ဆင်ထားကြပါရင်အင်ဂျင်ကနေမှမီးလောင်တာလင်းရင်အရေးပေါ်ဆင်းသက်တာဒါမှမဟုတ်ရန်သူရဲ့တိုက်ခိုက်တာမျိုးတွေဖြစ်လာနိုင်တာကြောင့်ဘယ်ချိန်မှဘာဖြစ်လာမလဲဆိုတာဘယ်သူမှမသိပေမဲ့လူတိုင်းကတော့အဲ့ဒီအတွက်ဆင်းနေပါပဲမိသားဖွဲ့အားရေပိုက်တင်တဲ့အောက်ဆီဂျင်ဘူးတွေကိုတဲပြီးတော့ဈဉ်ညံနေတဲ့ပြေးလွှားနေကြပါတယ်။လေမှုတွေကတော့တိုက်ခိုက်ရေးပုံစံတို့လေ့ကျင့်ခန်းတွေကိုလေ့ကျင့်နေရပြီး င်ဂျင်နီယာတွေကတော့ evidence ဆိုရတဲ့အခြေအနေတွေမှာ service တွေကိုပြုပြင်ဖို့လေ့ကျင့်နေကြတာပါဒီလိုခိုက်တန့်တိုင်းအောင်ရှင်သန်ရက်တီရဲ့အတွက်အရေးကြီးတဲ့လေ့ကျင့်ခန်းတစ်ခုပါပဲလိန်တင်သင်းမပေါ်မှာအသက်အငယ်ဆုံးရေတပ်သားကနေကပတိန်ထိလူတိုင်းဟာချက်ချင်းတုတ်ပြန်ဖို့အဆင်သင့်ဖြစ်နေရပါမယ်။ဘာဖြစ်လို့လဲဆိုတော့မရှင်ရဲ့အောင်မြင်မှုနဲ့သင်းမပေါ်ကလူတွေရဲ့အသက်တွေဟာသူတို့ရဲ့တုတ်ပြန်မှုအပေါ်မှာငူတည်နေလို့ပါပဲ။လိန်တင်သင်းမပေါ်ကဘွားရင်အကျန်းပြင်းကိုတီးပြီးပြီဆိုတော့အသေးစိတ်အချို့ကိုဆက်လိလာပါမယ်။ပထမအောင်ဆုံးကတော့အစားသောကိစ္စပါ စစ်သူရဲကောင်းတယောက်လည်းဘိုင်းဝါမှာအလုံးလုံးနေဆိုတာကိုဘယ်သူမှမမြင်နိုင်ပါဘူးစစ်တပ်မှာတော့စစ်ဆိုတာစစ်ပဲဒါပေမဲ့နေလေစားကတော့အချိန်မှန်ပဲဆိုတဲ့စကားပုံတစ်ခုရှိပါတယ်လေရင်တင်သွင်းဘောမှာစားတောက်ဆိုင်ဟာလူရနဲ့ချီတပြိုင်နက်တည်းစားတောက်နေတဲ့မျိုးတွေကစားတောက်ဆိုင်နဲ့တစ်ခုနဲ့တူပါတယ်မတူညီတဲ့အရာအသားနဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မှုမီနူးတွေကိုမျိုးမျိုးပြင်ဆင်ထားပါတယ်ထောက်ပံ့ရေးဌာနကလည်းအမှုတန်းတွေအတွက်ကယ်လိုရီနဲ့ဗီတာမင်ဒုံလောက်အောင် ထောက်ပံ့ပေးတာကြောင့်ဘာမှအခက်အခဲမရှိပါဘူးစပိုးဆောင်အဖွဲ့ကဒီနေ့ကိုအစားအသောက်အကျဉ်း1800အထိချက်ပြုတ်ပေးနိုင်ပါတယ် ဒီသင်္ဘောဟာမြို့ငယ်လေးတစ်မြို့ကိုတော့အစာရေစာနဲ့အလျက်စင်ပြီးထောက်ပံ့ပေးနိုင်ပါတယ်။သင်္ဘောရင်မိဖို့ကြောင့်စတူဒီယံပေထောင်ထဲချီကျန်ဝင်ပြီးမိဖို့တွေမိဖို့ကြောင့်သုံးပစ္စည်းတွေရေခဲတစ်တာတွေအေးခဲခဲတွေဖျော်ဆက်တွေချိန်ဆက်တွေအကျော်အိုးတွေကော်ဖီဖျော်ဆက်တွေပကံစင်းဆက်တွေပြည့်နှက်နေပါတယ်။ဒါအပြင်ဇပွဲပြင်ဆင်ဖို့စတူဒီယံပေရာထဲချီတဲ့နေရာတွေအပေါဝင်အားကောင်းတဲ့လေဆုပ်ဆက်ဓာစင်တဲ့ခြေလည်းရှိပါတယ်။စားသောက်ဆိုင်ပြင်သင်္ဘောပေါ်မှာကော်ဖီချိုက်သူတွေအတွက် Starbucks အပေါဝင်ကော်ဖီဆိုင်တွေနဲ့အများပြားရှိတာကြောင့်ဘယ်ချိန်မှမဆိုအစာပြေစားသောက်နိုင်ပါတယ်။ဒီအစားသောက်တွေကခါမဲ့ဖြစ်ပြီးအကန့်အသတ်မရှိစားသောက်နိုင်တာပါ။ တင်မောင်းမှာအသင်ရှာမထွေးနိုင်တဲ့ခုတဲတော့အရာကအရက်ပါပဲကိုယ်စီတင်တဲ့ကိုခိုးတဲ့တာတွေရှိလားမရှိဘူးလားတော့မသိပါဘူးဒါပေမဲ့ဘွားဆိုတာအလုံးလုံးချင်းနဲ့အစားတောင်းကြီးပဲမဟုတ်ပါဘူးနောက်ထပ်ဆန်းနိုင်အဆိုင်အတွက်ပြင်ဆင်ဖို့အနားယူခြင်းဟာလည်းအရေးကြီးပါတယ်အဲ့ဒီအတွက်အမှုတန်းနေအပန်းဖြေနိုင်ဖို့တတောက်တတရှိတဲ့ထိုင်းကုန်းတွေအပင်စင်းတွေနဲ့ငါးကန်တွေပါတဲ့အပန်းဖြေနေရတဲ့အများပြားရှိပါတယ်တဲလန်ရှိုးလိုမျိုးအဖွဲလိုက်လှုံရှားမှုတွေလည်းရှိနေတာပါနောက်ပြီးတောင်ဝင်ကျကာလာကနေထူးနေမြက်တွေပွဲတော်ရက်တွေနဲ့တိုက်ဆိုင်သွားရင်လည်းတင်မောင်းပေါ်မှာပွဲကျင်းပပေးတာပါဥပမာကျေးဇူးတော်နေ့ခရစ်စမတ်နေ့လိုအချိန်မျိုးတွေပါပဲ နောက်ပြီးရုပ်ရှင်ရောခင်မီစားကြီးတိုင်းနဲ့သမုဒ္ဒရာလောက်ကိုခန်းစားနိုင်တဲ့ brain box ကြီးတွေပါဝင်တဲ့အားကစားခန်းမှလည်းပါရှိပါရင်ဒါအပြင်အမှုတန်းတွေဟာရပ်ပေါင်း89ရဲ့ကြာမြင့်တဲ့ warrior fitness program မှာလည်းပါဝင်နိုင်ပါရင်တင်မောပေါ်မှာသမင်ညက်ဆိုင်တောင်ရှိရကြောင်းတင်မောကပြန်ဆင်းတဲ့အခါကိုလန်းကျန်းခိုင်ပြီးတတ်တဲ့ရဲနဲ့လဘောင်းများစွာလွမ်းခဲ့ရတဲ့ချစ်သူနဲ့တွေ့ဖို့အဆင်သင့်ဖြစ်နေပါပါဒါပေမဲ့ဒီကဘာဟာတမ်မနိနေရာနေနဲ့အဆုံးမရှိတဲ့ပင်လယ်ပင်ထဲမှာရှိနေတဲ့အခါအပြင်းထန်ဆုံးစိတ်တွေတောင်ကြာဆင်းသွားနိုင်ပါတယ် ပင်မနဲ့နဲ့မို့စိတ်ဖိစီးမှုနဲ့အထီးကျန်မှုတွေဟာရေတက်သားတွေအပေါ်အထူးသဖြင့်ကြာမင်းနဲ့တာဝန်ချင်းတွေမှာဝင်တော့ဝင်ဖို့ဖြစ်လာနိုင်ပါတယ်။အရန်ကျန်းတဲ့မုန်တိုင်းတွေကိုကြုံရရင်ပိုဆိုးသွားမှာပါ။အဲဒါကြောင့်ဒီမောက်ပေါ်မှာစိတ်ပညာရှင်အဖွဲ့ကိုအစဉ်အသစ်ခေါ်ထားရပါတယ်။သူတို့တွေဟာရေတက်သားတွေကိုစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေအင်္ဂလွန်ဆွတ်မှုနဲ့ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့ကူညီပေးနေတာပါ။ဒါပေမဲ့တာဝန်ထမ်းဆောင်နေတဲ့ရေတက်သားတယောက်ဟာစိတ်ပိုင်းဆိုင်ရာကူညီထက်ပိုလိုအပ်နိုင်ပါတယ်။2016ခုနှစ်မတ်လမှာ USS Dryden Eisenhower ကို E2C Hot Island စဉ်တန်းစင်မှာဝါယာကြိုးတစ်ချောင်းပြတ်သွားပြီးအမှုန်တန်းတော်များများဒဏ်ရာရခဲ့ပါတယ်။နောက်ပြီးဒဏ်ရာရပြင်ရေတပ်သားတွေဟာဖျားနာတာတွေလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အမေရိကန်လေတင်သင်္ဘောအလုံးမှာခေါင်းကိုက်တာကနေအရေးကြီးတဲ့အခြေအနေတွေထိကုသပေးနိုင်တဲ့ဆေးဘက်ဆိုင်ရာအဖွဲ့တွေရှိပါတယ်။သင်္ဘောရဲ့ဈေးကုသရေးဌာနမှာအထွေထွေယောဂါကူဆရာဝန်တွေ၊ခွဲစိတ်ဆရာဝန်တွေနဲ့အသွားဆရာဝန်တွေလည်းပါဝင်ပါတယ်။ တင်းမောမှာခွဲစိတ်ကန်နှခန်းကိုတက်ဆင်ထားပြီးအဲဒီမှာဦးတက်ရောင်ချင်းအယောကျိုးချင်းနဲ့ပုံမပင်းထန်တဲ့ခွဲစိတ်မှုတွေကိုပြုလုပ်နိုင်ပါတယ်။စိတ်ကူးသားရေးဌာနမှာဆိုရင်လည်းခင်မင်းနေပညာတွေဖြစ်တဲ့ MRI ဆက်တွေ၊ ultrasound scan တွေ၊သွေးစစ်တဲ့ဓာတ်ခွဲကန်တွေ၊အသက်ရှူဆက်တွေ၊နှလုံးခုန်ဆက်တွေနဲ့အထူးကျက်မဲ့ကုသဆောင်တွေတက်ဆင်ထားပါတယ်။နှလုံးခွဲစိတ်မှုဒါမှမဟုတ်အုံနောက်နဲ့အာယုံကြောခွဲစိတ်မှုတွေကိုမလုပ်နိုင်ပေမဲ့နှလုံးဖောက်ခြင်းဒါမှမဟုတ်ပြင်းထန်တဲ့ဥကောင်းနဲ့ဒါမှမဟုတ်ကြောင်ရုပ်ထန်ရရတဲ့လူနာကိုတည်ငြိမ်အောင်ထားနိုင်ပြီးအဲဒီနောက်မှာတော့ကုန်းပေါ်ကဆေးရုံကိုနေနဲ့ပို့ဆောင်ပေးမှဖြစ်ပါရင် နေတင်တင်မောပေါ်မှာတာဝန်ထမ်းဆောင်ခြင်းဟာမယုံနိုင်လောက်ဆရာအခွင့်အလမ်းတွေကိုလည်းပေးပါရင်ဒါနေတိုင်းအမြင်သိဖွင့်ပေးနေတဲ့ဘွားရဲ့တင်မောအကျင့်တခုပါအဲဒီမှာအမှုတန်းတွေရဲ့တံပွဲအချောင်းကိုတိုးတက်အောင်လုပ်နိုင်တယ်လို့ခင်မီနေပညာတွေကိုလည်းရင်းနှီးကျွမ်းဝင်ရပါပါပြီးတော့အရေးကြီးတဲ့အခြေအနေတွေမှာဆုံးဖြတ်ချက်တွေချနိုင်ဖို့တင်ယူနိုင်တဲ့စကိတ်တွေလည်းရှိနေပါသေးတယ်လေတင်တင်မောပေါ်ကဘွားဟာစန်းကျင်မက်တွေနဲ့ပြည့်နေနေတာပါ။တံမလီနေရံတွေကကျင်းမြောင်နေလို့ထင်ရပေမဲ့အဲဒီနောက်မှာတော့အခွင့်အလမ်းတွေနဲ့ကိုပိုင်တိုးတက်မှုတွေရဲ့ကဘာတစ်ခုရှိနေပါတယ်။ဒီလိုပြင်းထန်တဲ့ပတ်ဝန်းကျင်မှာလူတွေအားစိန်ခေါ်မှုတွေကိုရင်ဆိုင်ရုံသာမက အသေးပဲအစ်တွေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။တင်မောဘကဆင်းသွားရင်စီကန်းရှိရင်ကြန့်ခိုင်နဲ့အခက်ခဲတွေကိုကြွာလာနိုင်တဲ့လူတယောက်လည်းဖြစ်သွားမှာပါ။ ။နောက်ပြီးကျောင်းဆက်တက်ခြင်းတဲ့သူတွေဆိုရင်ပညာသင်ထောက်ပံ့ခြင်းရသလိုအလုံးဝင်မဲ့သူဆိုရင်လည်းဩစာကြီးတဲ့ရေတက်ရဲ့ထောက်ခံစာကိုရလာမှာဖြစ်ပါရင်နောက်ပြီးငွေချင်းတဲ့ယာရုတွေနဲ့တိုင်းတာလို့မရတဲ့အရာတခုရှိပါသေးတယ်။အဲ့ဒါကတော့ဒီသင်္ဘောကြီးပေါ်မှာတောင်းဝင်ချေပြောင်းအောင်ထန်းဆောင်နိုင်ခဲ့တယ်ဆိုတဲ့ခန်းစားမှုသင်္ဘောလျှံကိုမိမိနေဝင်ချင်းနေထွက်ချင်းတွေကိုငေးကွင်းရခဲ့တယ်ဆိုတဲ့အတွေ့အကြုံနဲ့အတူတူတောင်းဝင်ထန်းဆောင်ခဲ့တဲ့လုံပေါ်ကင်ဖက်တွေနဲ့ခင်မင်းရင်းနှီးကွင်းရခဲ့မှုလို့ပဲဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကောင်းချိုးလိုက်ပါရင်အဆုံးထိကြည့်မိခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ